ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါလာကတော့မိဖို့ကြောင့်လေးကချွေးမာရီရဲ့စူးစူးညံ့ညံ့ရည်တံတွေကိုကြားပြီးမိဖို့ကြောင့်လေးကိုရောက်လာခဲ့ပါတယ်မိဖို့ကြောင့်နဲ့မှာတော့သူချွေးမ9ယောက်ကစကားတွေပြောရင်အာရပါရအော်ရီနေကြပါတယ် နင်တို့တွေဘာကိစ္စတလောက်တောင်မှအရှက်မရှိအော်ရင်နေကြလဲနင်တို့အတန်ကြီးတွေကိုလေတရက်ကွက်လုံးကြားတော့မယ်ဟဲ့ဒီလိုပြောပြီးဒေါလာလေးဟင်းချက်နေတဲ့အကြီးဆုံးချွေးမှနီလာရဲ့စပင်ကိုစောင့်ဆွေးလိုက်ပါတော့တယ်အာအာအမေလွတ်ပါကျမစပင်လွတ်ပါနော်ကျမနာတယ်အမေဒါပါလောက်တာလဲဒီလိုကြီးတော့မလောက်တဲ့မအောင်အမေရဲ့သမီးတို့ဘာသာရီရီမောမောနေနေကြတာပါပြည့်ရှိလို့လဲ ဒီလိုပြောလိုက်တာမို့ဒေါ်လာနဲ့နီလာကိုသပင်ဆွေးထားတာကိုလှုပ်ကာသူစားပန်းကိုရိုက်ချလိုက်ပါတယ်။မမေ့ကြနဲ့။နင်ကကလေးမမွေးနိုင်တဲ့အမြုံမတွေမလို့ပျော်ပါနေခွင့်မရှိဘူး။အမေရဲ့အမေကတော့လေသူတို့ကအမြုံမတွေဆိုတာသူတို့ဘာသာသိပါတယ်လေ။ဘာလို့များတကူကပြောနေအောင်မလဲ။တမီးကကြားရတဲ့အလကားအေးရေးပြက်ပြီ။ဒီလိုပြောပြီးဒေါ်လာနဲ့မှုံမှုံလေးမိဖို့ကြောင့်တွေကနေပြင်ကိုပြန်ထွက်သွားကြပါတယ်။ဒီလိုသူတို့ရောက်ခမနဲ့ရောင်းမှထွက်သွားတာနဲ့ပဲ ချိန်မာတွေလည်းတယောက်ကိုတယောက်ဝန်းနေစွာနဲ့ကြည့်လိုက်ကြပါရယ်ဒီလိုပဲချိန်တွေကြာလာခဲ့ပါရယ်ဒေါ်လာနဲ့မှုံမုံကတော့ချိန်မာခုနှစ်ယောက်ကိုမျိုးစုံနှိပ်စက်လေးရှိပါရယ်အမေအမေအမြန်လာအောင်အမတီတာအန်းနေတယ်ကြည့်ရတာဒီတခါတော့အမတီတာစီကတင်ကောင်းကြားမလားပဲဟင်ဟုတ်ရဲ့လားဟဲ့ဒါကတကယ်သာဆိုလို့ရတော့လေငါတရက်ကွက်လုံးတော့အလှကြီးပေးပြစ်လိုက်အောင်မယ်ဒီလိုနဲ့သူတို့သားမင်းနှစ်ယောက်လည်းချွေးမာရီခန်းနေသွားလိုက်တဲ့အခါမှာတော့ တီရာကရီးပြီးကျန်တဲ့သူတွေကိုပြောနေခဲ့ပါတယ်။တနေကုန်အစာမကြေဖြစ်နေရအခုတော့ပျောက်သွားပြီ။အန်လိုက်မှပဲနေသားထိုင်သာရှိသွားတော့တယ်။တကယ်တော့လေမင်းညကျမထမင်းကြံဟင်းကြံတွေစားလိုက်မိတာ။အဲ့ဒါကြောင့်တနေကုန်အစာမကြေဖြစ်နေရလေ။ဒေါ်လာလေးဓာတ်ကိုကြားလိုက်တာနဲ့ပဲဒေါ်သားငယ်ရီတက်ဆောင်သွားပြီးအော်ဟစ်ခါပြောလိုက်ပါတယ်။နင်တို့တွေကလေလူတွေအဖြစ်အဖြစ်မရှိတဲ့အမြုံမတွေဟာ။နည်းနည်းလေးမှတော့ကမရှိကြပါလားမမုံကနင်းအံ့နေတယ်ပြောလို့လေ ငါမှတော့မျောလင်းလိုက်ရတာဒီတခါတော့ငါအဖွားဖြစ်ပြီလားဆိုပြီးလာခဲ့ရတာဒါပေမဲ့မဟုတ်ပါလားအေးအခုတော့ထားလိုက်တော့မမျောလင်းတော့ဘူးအခုငါသားအငယ်ဆုံးလေးပဲအမြဲတမ်းချပေးမှဖြစ်တော့မယ်အမေရဲ့အမေကအခုမှစိတ်ကုန်တာတအားတော့အဖြစ်စိတ်ကုန်တာကြားလာနေပြီတခါတလေဆိုသူတို့နဲ့ဘာလို့များလက်ထပ်မိလဲဆိုပြီးနောင်တပါရတယ်ဟုတ်တယ်အခုပြောတာမှန်တယ်အမေလည်းသူတို့ကြောင့်အဖွားမဖြစ်နိုင်တယ်လို့ကျွန်တော်တို့လည်းအဖေမဖြစ်နိုင်ဘူးဒီတော့ကျွန်တော်တို့ဘဝကြီးကဘာများအတိပဲရှိတော့မှာလဲ ဒေါ်လာကတော့အမြဲတမ်းသူ့ချွေးမတွေကိုနှိမ်ချပြောဆိုဖို့လောက်တောင်ကောင်းနေမှာရှိပါတယ်။ဒီကြတဲ့ချွေးမ900ဟာအိမ်မာတွေမကပဲရက်ွက်แท้ကလူတွေကင့်ရတာကိုလည်းမျိုးစုံခံရပါသေးတယ်။ဒီလိုနဲ့အချင်းတွေကြာလာခဲ့ပြီးဒေါ်လာလေးသူ့ရဲ့အငွေစုံသားကိုလက်ထပ်ပေးကောင်အငွေစုံချွေးမလေးဖြစ်သူကိုအင်ကိုခေါ်လာခဲ့ပါတယ်။ကဲရောင်းမလေးရေအိမ်ထဲကိုဖြည်းဖြည်းချင်းဝင်ခဲ့နော်။ကဲအမရေနောက်ဆုံးနေဆမ်းမှာရောင်းမအစ်စ်လေးကိုကြိုဆိုတဲ့နာမကက်ပါနဲ့။ တော့ကြာအမတို့စီကစက်တီရုပ်တာတွေကူးပြီးတော့သူ့ဘာအမြုံမှဖြစ်နေအောင်မယ်ပြီးတော့အမတို့ရဲ့ကန်ဆုံးမှုတွေကသူ့အပေါ်ပါသွားတက်ရောက်လို့မဖြစ်ဘူးသိရလားတတော်ထူးဆန်းတဲ့မိသားစုပါလားသူတို့ဘာသာကလေးမမွေးနိုင်တာကိုဘာလို့အဲ့လိုပြောနေရလဲကဲလာချွေးမလေးနေနေရမယ့်အခန်းကိုလိုက်ပြပေးမယ်ဒီလိုနဲ့ဝင်းလေကတော့သူ့ရောင်းမကြီး9ယောက်နဲ့ခင်ခင်မေမေနေခြင်းပေမဲ့လည်းဒေါ်လာကတော့ဝင်းလေကိုသူ့တို့နဲ့ဝူဝီတာနေစီခြင်းပါလေအမတို့ကြည်ရတာရင်းရင်းနှီးနှီးနဲ့ပြောဖို့ကောင်းလိုက်တာ နင်ကအခုမှငါတို့စားတွေ့ဘူးတာမို့ဒီလိုပြောနေတာပါဘာလို့လဲအမတော်ကကျမသဘောမတွေ့လို့လားဒီလိုမျိုးဝင်းလေးကရောင်မာရီနဲ့စကားပြောနေကြတော့မှပဲဒေါ်လာနဲ့သူသမီးမှုံမှုံလေးရောက်လာခဲ့ပါတယ်အမတော်အကုန်သွားပြီးမိဖို့ကြမှာအလွတ်လောက်တော့အလုတ်တွေတလောက်အများကြီးကိုပြီးတော့ရောင်မာငယ်အမနားနေစမ်းမှာအခုမှအိမ်ရောက်တာကိုနင်တီခုနှစ်ယောက်နဲ့ဝေးနေတဲ့မြဝေးဝေးနေတာအကောင်ဆုံးပဲချွေးမှလေမဟုတ်လို့တော့လေသူတို့စီကကန်ဆိုးမှုတွေနှစ်စီပါကူးဆက်လာမယ်နော် ဒီလိုနဲ့ပဲအချိန်တွေတရွေ့ရွေ့ကြာလာခဲ့ကသူတို့အိမ်ရဲ့ရှေ့ရောက်မြောက်ချွေးမကတော့အိမ်အတွက်ပျော်ရွှင်ခြင်းတွေကိုယူဆောင်လာနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဟာလက်ထပ်ပြီး6လအကြာမှာပဲကိုယ်ဝန်ရှိလာခဲ့တာကြောင့်ပါ။အမေအမေကိုပြောဖို့မေ့နေလို့သမီးမင်းညအန်ညာနဲ့စိတ်ကြည့်လိုက်တာအဖြေသိရပြီ။အခုသမီးမလေးသမီးမကိုယ်ဝန်ရှိနေပြီတဲ့။ဟမ်ဟုတ်လားနောက်ဆုံးတော့ငါတို့အိမ်ရအငယ်ဆုံးကအိမ်အတွက်ပျော်ရွှင်ခြင်းတွေကိုယူဆောင်လာနိုင်ပြီပဲ။ ဒီအကြောင်းကိုကျန်းတဲ့ချွေးမ9ယောက်တည်သွားတဲ့အခါမှာတော့အားလုံးဝိုင်းဝန်းပြီးဝင်းလေကိုပြည့်စုံနေကြပါတယ်ပြီးတော့ဝင်းလေကိုလည်းဘာလို့မှမလုပ်ခိုင်းပါဘူးဒါပေမဲ့ဒေါ်လာကတော့ချွေးမ9ယောက်ကိုဝင်းလေနဲ့ဝူဝိတာနေစီခြင်းနေပါတယ်အမေဒီနို့နဲ့အသီးနှံတွေကဝင်းလေအတွက်ပါနေနို့ကများရရဆဆအတိတ်ရဲလို့ငါချွေးမကိုနေနို့လက်နဲ့လှုပ်ထားတာတွေကျွေးမလို့ပေါ့လေဟဟလာငါနေနို့ကသူနဲ့ဝူဝိနေပါလို့ပြောထားတယ်မလား ဒေါ်လာကတော့ဘလူးဘေးတာတာချွေးမ9ယောက်ကတော့မကြခင်မှာကလေးလေးမွေးလာတော့မယ်ဝင်းလေကိုအကောင်းဆုံးပြည့်စုံဆောက်ရှောက်ပြီးဂရုစိုက်ပေးကြပါရစေ။အမတို့လှုပ်လာတဲ့နှုတ်ထမင်းလေးရလေကောင်းလိုက်တာရမ်းမယ်။သိလားအမန်တိုင်းပြောရရင်လေအမတို့ချစ်ပဲဂရုစိုက်ပေးမှုတွေကြောင့်ကျမမိဘအိမ်အောင်တဆက်လေးမှတတိမရမေ့ဘူး။ငါတို့9ယောက်ကကလေးမရနိုင်တဲ့သူတွေဆိုပေမဲ့ငါတို့နင်ကလေးရအောင်ကြည့်ပြီးအရန်ပျော်ရွှင်မိတယ်။နင်ကြောင့်အချိန်ကြိုင်းနေမှာငါတို့အိမ်မှာလည်းပျော်ရွှင်ခြင်းတွေရောက်လာခဲ့တာလေ။ အမရတကယ်ကျမပေါ်အမရင်းတွေထက်တောင်ပိုချစ်ကြသေးရပဲအချင်းတွေကြာလာခဲ့ပြီးတော့တည့်ရမှာတော့ဝင်းလေလေဘိုက်ထဲကနေရန်ကိုနာကျင်လာခဲ့ပါတယ်။ဒါကြောင့်သူ့ကိုစေးယုံခေါ်သွားပေးလိုက်ပါတယ်။ပြီးတော့သူလည်းရန်ကိုချစ်ဖို့ကောင်းတဲ့ကလေးလေးကိုဝေးဖွားလိုက်ပါတော့တယ်။ဟင်အမတို့ပဲမလဲအမတို့အမတို့တရင်ကောင်းပေးမလို့အမဝင်းလေတားလေးမွေးရတယ်တိလားတလောက်ပျော်စရာကောင်းတဲ့တင်ရှိမှမဟုတ်တော့ဘူး။ ဒါဆိုအခုငါတို့မမေကြီးဆိုပြီးခေါ်မဲ့သူရှိလာပြီပေါ့နော်ဒါဆိုငါရောဘလို့ခေါ်မှလဲမမေလေးလားငါတို့ဘလို့ပဲခေါ်ခေါ်ငါတော့သူ့အမေလိုမျိုးကိဥ်ဆိုင်ပေးမယ်ငါတော့လေငါ့ကိုအမေလိုပဲခေါ်ခိုင်းမယ်ဘလောက်တောင်လှလိုက်မဲ့ကလေးလေးလဲကြည့်ချင်နေပြီတော်စမ်းမှာဘာကိုခေါ်ခိုင်းမဲ့လုံညာလဲဒီကလေးကအမတို့နဲ့ဘာမှမဆိုင်ဘူးအမဝင်းလဲရဲ့ကလေးပဲကလေးမှအမေရှိပြီးသားပဲ ਉਹ အမတို့လိုက်ပြီးတော့မနောက်ရှက်စမ်းမှာနဲ့ ဝင်းလေလေ3ရက်လောက်ဇင်းုံပေါ်မှာနေပြီးနောက်မှာတော့အင်ကိုပြန်လာခဲ့ပါတယ်။အင်ပြန်လာတဲ့အခါမှာအိမ်မှာလှပစွာဆင်းရင်ပြင်ဆင်ထားပြီးဝင်းလေမိဘတွေလည်းရောက်နေပါတယ်။ဒါနေမကသေးပင်ဆွေမျိုးတွေအများကြီးကိုလည်းဖိတ်ထားပါသေးတယ်။ကဲချွေးမလေးရေအိမ်နဲ့ဝင်ခဲ့ပါဒီလိုတအိမ်လုံးကိုလှလှပပလေးပြင်ဆင်ပေးထားတာတော့နေရောင်းမတွေလှုပ်ပေးထားတာဆိုပေမဲ့သူတို့စိတ်ရင်နဲ့လှုပ်ပေးထားတာလားတော့မသိဘူး။အမေနင်ချွေးမကြီးခုနှစ်ယောက်ကအခုချိန်ဒီကလေးမမွေးသေးပေမဲ့ အငယ်ဆုံးချွေးမတော့မွေးပေးလိုက်ပြီပေါ့လေ။အော်နင်ကလည်းလက်လာအောင်။သူ့ချွေးမကြီးခုနှစ်ယောက်ကဘလို့ကလေးမွေးပေးမှလဲ။သူတို့တွေကအမြုံမတွေလေ။အမြုံမတွေ။ဝင်းလေးကတော့ကလေးချီထားရင်းကအင်းနီနာချင်းတွေအမျိုးတွေသူ့ယောက်ကမှမိသားစုဝင်တွေပြောတဲ့စကားတွေကိုနားထောင်နေခဲ့ပါတယ်။ကဲဝင်းလေးအိမ်ထဲဝင်ခဲ့ပါ။ဒီလိုတအိမ်လုံးကိုရောအစားတောက်တွေပြင်ဆင်ထားတာရောအကုန်အမတို့လုပ်ပြီးထားတာပါ။ပြီးတော့အမတို့ကငါတို့ထက်တောင်ကလေးလေးရောက်လာမှကိုပူပြီးပြုံနေကြတာငါယုံကြည်ပါတယ်။ ။ဒါနဲ့ဝင်းလေလေအားလုံးကိုဝေးကြည့်လိုက်တဲ့အခါမှာစားစရာမျိုးစုံတွေမကပဲကိတ်တွေခလေးရုပ်တွေကိုလှပစွာပြင်ဆင်ထားပြီးတိမ်လုံးကိုလည်းဟိုတယ်လိုမျိုးလှပစွာပြင်ဆင်ထားပါတယ်။ပြီးတော့လက်ဆောင်တွေအများကြီးနဲ့ကလေးအင်ကြီးလက်လာလေးတွေကိုလည်းပြင်ဆင်ထားပါသေးတယ်။အမတို့ညီမတို့တလောက်တောင်မှပြင်ဆင်ပေးထားတာမယုံနိုင်ဘူး။ဝင်းလေဒီလိုပြောနေတော့မှပဲဒေါလာကတော့ကလေးကိုယူလိုက်ပြီးပွေ့ချီထားလိုက်ပါတယ်။ငါကတော့ဒီခုနှစ်ယောက်ဒီလိုမျိုးပြင်ဆင်ထားတာကိုယုံအားခက်ပဲ သူတို့လိုအမျိုးမတွေကသူများကလေးရတာကိုပျော်ပေးနိုင်ပါမလားဟုတ်တယ်မဖြူရေဒီလောက်ခန်းခန်းနာနာပြင်မေးထားတာနောက်ွယ်မှာရည်ရွယ်ချက်တော့ရှိရမယ်ဝင်းနေကတော့အင်းနီနာချင်းတွေဒီလိုတယောက်တစ်ပေါက် ပြောနေတာကိုအတော်ကြာနားထောင်နေပါတယ်ပြီးတော့အင်းနီနာချင်းတွေပြောတာကိုဒေါ်လာကပါထောက်ခံနေတာမို့အခုတော့ဝင်းလေလေတော်တော်ကိုဒေါသထွက်လာခဲ့ပါတယ်တော်လိုက်ပါတော့ရှင်တို့များနေပြီနော်ကျမရောက်လာပါပြီဆိုတော့ကြည်နေတာကျမတို့အိမ်ပေါ်လာပြီကျမရောင်းမတွေကိုပဲပြောဆိုနေရပါပဲ သူတို့ပြောတာမှန်တာပဲလေအမသူများကလေးရတာတလောက်ထိပျော်ရွှင်ပြင်ဆင်ပေးထားတာသူတို့စိတ်ရင်းအမှန်ဖြစ်ပါမလားပြန်ပေးကျမကလေးတီယိုဒီကလေးကိုကျမရှင်တို့လက်ထဲမှာထားနိုင်ဘူးသူ့အတော်ခုနှစ်ယောက်လက်ထဲမှာပဲကျမထားမှာချွေးမနင်ဘလို့ပြောလိုက်တာလဲလူတွေတလောက်အများရှိမှာဘာလောက်တာလဲအမှန်တိုင်းပြောတာလေအမေဘာဖြစ်လို့လဲသူတို့လည်းဒီအိမ်ကလူတွေစိတ်ရင်းကဘာလဲဆိုတော့သိသင့်တာပေါ့အမေကသူတို့တစ်ချိန်လုံးအမြုံမရဲဆိုပြီးနှိမ်နေခဲ့ပေမဲ့တခါလောက်စေးုံပြပေးမယ်လို့တွေးကြည့်ဘူးလို့လား သူတို့မှာအားနဲ့ချက်ရှင့်လဲစေခံပြတဲ့င်ပြပေးရမှာ哦အမေတို့ကတော့မကောင်းတဲ့နာမည်တက်ပြီးနှိမ်ထားတာလေဟဲ့နင်ချွေးမငယ်ကတော်တော်ရိုင်းဆိုင်တာပဲရောက်ခမောင်များပြန်ပြောနေလိုက်တာ ရှင်တို့လည်းအမေကဖိတ်ထားလို့သားကျမကြည်နေတာသူများအိမ်ပေါ်တက်ပြီးတလောက်သားအတင်းရဲနေတဲ့သူမျိုးတွေကျမအိမ်သားဆိုလို့ရတော့လေဒီတိုင်းမထားဘူးဒီလိုမျိုးဒေါသရမ်းထွက်နေတဲ့ဝင်းလေပြောတွေကိုနားထောင်ပြီးမှဒေါလာနဲ့မှုံမှုံတို့လည်းသူတို့လောက်ရတွေကိုရှက်မိသွားပါတော့တယ် သူတို့ဟာချွေးမောင်9ယောက်ကိုခလေးမမွေးနိုင်လို့နှိမ်ချဆက်ဆံခဲ့ပေမဲ့ဈေးုံပြပြီးကိုဘာညာကိုတော့မလုပ်ခဲ့ပါဘူး။ငါ့ကိုခွတ်လွတ်ပါချွေးမလေးရဲ့။ငါ့ကိုချွေးမကြီး9ယောက်ပေါ်လုံမိတာတွေကမှားမသိပါဘူး။ကျမတို့တောင်းမရမှာမဟုတ်ဘူးအမေ။အမကြီး9ယောက်ကိုတောင်းမရမှာ။အမေကသူတို့အเจ้าမဲ့နှိမ့်ဆက်ခဲ့တာလေ။ဒီခါဘေးကလူတွေလည်းအကုန်လုံးဝင်းလေပြောတာကိုထောက်ခံပြီးချွေးမောင်9ယောက်ကိုစီးကူးပေးလိုက်ပြီးတော့သူတို့လည်းမိခင်တွေဖြစ်လာအောင်လို့စောင့်ရှောက်ပေးဖို့ပြောကြပါတော့တယ်။ ဒါမှသူတို့လည်းအမျိုးမဆိုပြီးထပ်ပြီးအခေါ်မခံရတော့အောင်မေးဖြစ်ပါရယ်သူတို့ကဝင်းလေးရဲ့ကျူစုပွဲကိုတော့ကောင်းမွန်စွာမကျင်းပနိုင်တော့ပေမယ့်အားလုံးကပျော်ရွှင်နေကြပါရယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်